ကပ္ပဉ္စံအခန်းကြီးတအငယ်တမှငါအစာဦး၌ဘုရားသခင်သည် ကောင်းကင်နှင့်ညီကြီးကိုဖန်ဆင်းတော်မူ၏ညီကြီးသည်အစင်းတရံမရှိလွတ်လပ်လဟာဖြစ်၏နည်းနည်းရက်ကိုမှောင်မိုက်ဖုံးလွှမ်း၍ဘုရားသခင်၏ဝိညာဉ်တော်သည် ရေမျက်နှာပြင်ပေါ်မှလှုပ်ရှားတော်မူ၏ဘုရားသခင်ကလည်း အလင်းဖြစ်စေဟုအမိန်တော်ရှိ၍အလင်းဖြစ်လေ၏ထိုအလင်းကောင်းသည်ကိုဘုရားသခင်မြင်၍အလင်းနှင့်မှောင်မိုက်ကိုပိုင်းခြားခွဲထားတော်မူ၏အလင်းကို နေဟုသောအမည်ဖြင့်၎င်းမှောင်မိုက်ကိုညဟုသောအမည်ဖြင့်၎င်းခေါ်ဝေါ်တမုတ်တော်မူ၍ညာဦးနှင့်နန်နေသည် ပထမနေ့ရဖြစ်လေ၏ အငယ်6မှ8တပံဖျားသခင်ကရေအလယ်၌မိုးမျက်နှာချက်ဖြစ်စီရေနှင့်ရေချင်းခြားနာစီဟု အမိန်တော်ရှိသည်ဖြင့်မိုးမျက်နှာချက်ကိုဖျားသခင်ဖန်ဆင်းတော်မူ၍မိုးမျက်နှာချက်အောက်၌ရှိသောရေနှင့်မိုးမျက်နှာချက်အပေါ်၌ရှိသောရေကို ပိုင်းခြားတော်မူသည့်အတိုင်းဖြစ်လေ၏မိုးမျက်နှာချက်ကိုလည်း မိုးကောင်းကင်ဟူသောအမည်ဖြင့်ဘုရားသခင်ခေါ်ဝေါ်တမုတ်တော်မူ၍ညာဦးနှင့်နန်းနေသည်ဒုတိယနေ့ရက်ဖြစ်လေ၏အငယ်ကူမဆင်ငါတပံဘုရားသခင်ကမိုးကောင်းကင်အောက်၌ရှိသောယေရှုဝေးစီဂုံပေါ်စီဟုအမိန်တော်ရှိသည့်အတိုင်းဖြစ်လေ၏ကုန်းကိုမြေဟူသောအမည်ဖြင့်၎င်းယေရှုဝေးရာကို ပင်လေဟုသောအမည်ဖြင့်၎င်းဘုရားသခင်ခေါ်ဝေါ်သမုတ်တော်မူ၍ထိုအမှုအရာကောင်းသည့်ကိုဘုရားသခင်မြင်တော်မူ၏တပံဘုရားသခင်ကမြည်သည်မြက်ပင်ကို၎င်းစပါးတီးကိုဖြစ်စေသောစပါးပင်ကို၎င်းမြေပေါ်မှမျိုးစေ့ပါလျက်တစ်တီးမျိုးကို ဖြစ်စေသောတစ်ပင်ကို၎င်းပေါ့စေဟု အမိန်တော်ရှိသည့်အတိုင်းဖြစ်လေ၏ မြေဒီမြက်ပင်ကို၎င်းစပါတီမျိုးကိုဖြစ်စေသောစပါပင်ကို၎င်းမိမိ၌မျိုးစေ့ပါလျက်တစ်တီမျိုးကိုဖြစ်စေသောတစ်ပင်ကို၎င်းပေါက်စေ၏ထိုအမှုအရာကောင်းသည့်ကိုဘုရားသခင်မြင်တော်မူ၍ညာဦးနှင့်နာနေတီတတ္တယနေရဖြစ်လေ၏တပံဘုရားသခင်ကနေနေညင့်ကို ပိုင်းခြားစေခြင်းကမိုးကောင်းကင်မျက်နှာချက်၌ အလင်းအိမ်တည်စေ နမိတ်လက္ခဏာချိမ့်ချက်သောအချိန်နေ့ရက်အပိုင်းခြားနေ့အပိုင်းခြားဖို့ဖြစ်စေ မိုးကောင်းကင်မျက်နှာချက်၌တည်၍မြေကြီးလင်းစရာအလင်းအိမ်ဖြစ်စေဟု အမိန်တော်ရှိသည့်အတိုင်းဖြစ်လေ၏အငယ်၁၆မှ၁ထိုတို့ဖျားသခင်သည်အလင်းအိမ်ကြီးနှလုံးတည်ဟုသောနေ့ကို အုပ်ဆိုးရသော အကြီးတလုံးညင့်ကိုအုပ်ဆိုးရသော အငယ်တလုံးနှင့်တကွကျယ်များတို့ကိုဖန်ဆင်းတော်မူပြီးလင် မြေကြီး၌လင်းစေခြင်းက၎င်းနေ့နေ့ညင့်ကိုအုပ်ဆိုး၍အလင်းနှင့်မှောင်မိုက်ကို ပိုင်းခြားစေခြင်းက၎င်းမိုးကောင်းကင်မျက်နှာချက်၌ဖျားသခင်ထားတော်မူ၏ထိုအမှုရာကောင်းသည်ကိုဖျားသခင်မြင်တော်မူ၍ညာဦးနှင့်နန်နှင့်တီစတုထနေရဲ့ ဖြစ်လေ၏အငယ်၂၀မှ23တပံဖျားသခင်ကအသက်ရှင်၍လှုပ်ရှားတတ်သောပြိဿံတို့ကိုရည်သည်များပြားစွာမွေးဖွားစီငှဲ့တို့လည်းမြေပေါ်မိုးကောင်းကင် မျက်နှာချက်ပြင်ဝယ်ပြန်စီဟု အမိန်တော်ရှိ၏ထို့တို့လျှင်ရည်သည်ပြိဿံအမျိုးအလိုက် များပြားစွာမွေးဖွား၍ ငါကြီးအစရှိသော အသက်ရှင်၍လှုပ်ရှားတတ်သောတိရစ္ဆာန်အပေါင်းတို့ကို၎င်းပြန်တတ်သောငှဲ့မျိုးအပေါင်းတို့ကို၎င်းဘုရားသခင်ဖန်ဆင်း၍ထိုအမှုရာကောင်းသည့်ကို မြင်တော်မူ၏ဘုရားသခင်ကလည်းများပြားစွာမွေးဖွားကြလော့ပင်လေရေများကိုပြည့်စေကြလော့ငှဲ့တို့လည်းမြေပေါ်၌များပြားစေသည်ဟု ထိုတိရစ္ဆာန်တို့ကို ကောင်းကြီးပေးတော်မူ၍ညာဦးနှင့်နာနေသည် ပြစ္စမနေရဖြစ်လေ၏ငယ်၂၄မှ၂၈ရှစ်တပံဖျားသခင်က မြေသည်အသက်ရှင်သောတရဝမျိုးတည်းဟုသောတားရင်တို့ကို၎င်းတွားတက်သောတရိษံတို့ကို၎င်းတားရဲမျိုးတို့ကို၎င်းငွေဖွာစေဟု အမိန်တော်ရှိသည့်အတိုင်းဖြစ်လေ၏ထို့သောဖျားသခင်သည်တားရဲမျိုး တာရင်မျိုးမြေပေါ်မှာတောတက်သောတရိษံမျိုးအပေါင်းတို့ကိုဖန်ဆင်း၍ထိုအမှုရာကောင်းသည့်ကို မြင်တော်မူ၏တဖန်ဖျားသခင်ကငါတို့ပုံတရံနှင့်တညီတတရံသည်လူကိုဖန်ဆင်းကြစို့သူသည်ပင်လေငါတို့ကို၎င်းမိုးကောင်းကင်ငှက်တို့ကို၎င်းတားရင်တို့ကို၎င်းမြေပြင်လုံးနှင့်တကွမြေပေါ်မှာတောတက်သော တရိษံအပေါင်းတို့ကို၎င်း အုပ်ဆိုးစေဟု အမိန်တော်ရှိ ထို့သောဘုရားသခင်သည်မိမိပုံတရံနှင့်အညီလူကိုဖန်ဆင်းတော်မူ၏ဘုရားသခင်ဤပုံတရံတော်နှင့်အညီလူယောက်ျားလူမိမကိုဖန်ဆင်းပြီလင် အချင်းတို့များပြားစွာမွေးဖွားကြလောမြေကြီးကို ပြည့်စေ၍နိုင်ကြလောပင်လေငါတို့ကို၎င်းမိုးကောင်းကင်ငှက်တို့ကို၎င်းအသက်ရှင်၍ မြေပေါ်မှာလှုပ်ရှားတတ်သောတရိษံအပေါင်းတို့ကို၎င်းအုပ်ဆိုးကြလောဟု မိန့်တော်မူ၍သူတို့ကိုကောင်းချီးပေးတော်မူ၏အငယ်၂၉မှ၃ဘုရားသခင်ကလည်းကြည့်ရှုလော မြေတပြင်လုံး၌စဘာတိကို ဖြစ်စေသောစဘာပင်အမျိုးမျိုးတို့ကို၎င်းမျိုးစေးကိုဖြစ်စေသောအတိနှင့်ပြည့်စုံသောတစ်ပင်အမျိုးမျိုးတို့ကို၎င်း တင်တို့စားเสียဖို့ငါပီးမြေသားမိုးကောင်းကင်ငှက်အသက်ရှင်၍မြေပေါ်မှာတောတက်သောတရိษံမျိုးအပေါင်းတို့စားเสียဖို့မြက်ပင်အမျိုးမျိုးတို့ကိုငါပေးမည်ဟု မိန့်တော်မူသည့်အတိုင်းဖြစ်လေ၏ဖျားသခင်သည်မိမိဖန်ဆင်းသမျှသောအရာတို့ကိုချီးရှုလင်အလွန်ကောင်းသည်ကို မြင်တော်မူ၍ညာဦးနှင့်နာနေသည့်သဒ္ဓမနေရဖြစ်လေ၏